အားလုံးမင်္ဂလာပါဒီ United Era ကနေပြီးတော့ Manchester United Transfer Update News လေးပေါ့ရာမင်းနဲ့မှာ United ကဝင်မြောက်များသုံးဆွဲပြီးတော့အပလီယာတက်များစွာခေါ်ယူဖို့ရှိနေတယ်ဆိုပြီးတော့ဒီနေ့အများကြီးထွက်လာတယ် Fabrizio Romano ကလည်းတီးဖြူလာတယ်လည်းရမှာဝင်ကပေါ့ဝင်ကားကစားမရတဲ့အစားထိုးမယ်ပြီးတော့ခြေရန်တိုက်ရှင်မှုတယောက်ကောင်းကောင်းလေးကိုလည်းဝယ်ပြီးအစားထိုးမယ်ဆိုပြီးတော့ဂျာတီးရယ် အဲ့ဒီတင်းတွေပါတော့ဝင်ကားတွေအတွက်ဟိုတုံးဆွဲမဲ့ငွေတွေရောကျွန်တော်ဒီမှာရှိနေဟိုဝင်ကားတွေရှိရပဲပြန်ပြီးတော့ပတ်စံရှာမှာပေါ့သူပြောတယ်အဲ rushful rushful တော့အစတိုမီလာလေးအပြောက်ဝယ်ဖို့ဖြစ်နိုင်တယ်ပေါ့တန်လေးဆယ်ဆိုတော့ rushful ကြီးကပေါ်တယ်ပေါ့ဗျာတန်လေးဆယ်နဲ့ဆိုရင်အစတိုမီလာခေါ်ယူဖို့လည်းများတယ်အစတိုမီလာမခေါ်ရင်တော့မှဟိုတခြားတင်းတင်းတွေကခေါ်ရမယ်ကျွန်တော်ထင်တယ်အဲ rushful တို့ပူရမလို့ antony အန်တိုနီယိုနဲ့ဟိုတန်40 50တောင်းနဲ့အန်တိုနီယိုကချေဆွဲဆက်ပြနိုင်မယ်ဆိုရင်အဲဘက်တစ်ကလည်းခေါ်ဝါဖို့ရှိရလို့ကျွန်တော်ထင်တယ်အဲမရှိရင်လည်းကျွန်တော်ကတော့တရုတ်စင်ကာပူအန်တိုနီယိုကျွန်တော်ပြန်တုံးလို့ရမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အတက်ကလည်းငယ်တည်းရဲ့ပုံမှာသူအဲသူ pressure down မခံနိုင်သေးလို့ပဲအခုဟိုဘက်မှာဘယ်လိုဖြစ်ဒီ coffee နဲ့တခုပြန်ရလာပြီးတော့ကျွန်တော်ကြံပြန်လာရင်ကောင်းမယ်လို့ကျွန်တော်ညွှန်နေတယ်။ အဲသူပြန်လာရင်တော့အကြောင်းမဟုတ်ဆန်ချိုးကလည်းမရေမရဖြစ်နေတယ်သူချက်စီမနေရမချက်စီမမနေရရင်တော့သူမယူမ anyway contract ရှိနေတယ်လीအဲ့တော့သူမယူပြန်လာပြီးတော့ကျွန်တော်လည်းမယူပဲပြန်လာနေခြင်းတယ်ဘာလို့လဲဆိုတော့အမိုရင်လက်ထဲထည့်ပြီးတော့သူကျွန်တော်အအချိန်တစ်ခုပြန်ဆောင်ကြည့်ခြင်းအဲတူတူကျွန်တော်အချိန်ကျွန်တော်တကယ်အချိန်များများလည်းကြောင့်မတွေ့ရသေးဘူးအဲပြီးတော့မန်နေဂျာပြောင်းလဲများစွာနေတယ်သူသူခြေဆွဲသူတကယ်ကောင်းတဲ့ခြေဆွဲမျိုးကိုကျွန်တော်ငိုက်တက်မှာ ငိုရင်းနဲ့ညင်ညင်နဲ့အဲ့တော့ကျွန်တော်ထင်တယ်မန်နေဂျာတော့ရှိတယ်ဆန်ချိုကျွန်တော်ဆန်ချိုပြန်ပြန်ရမယ်ဆိုတော့ကျွန်တော်ပြန်လို့ခြင်းတယ်အဲအဲ့ဒီနေရာမှာဝင်းကဝင်းကာကိုစားထုတ်မယ်ဟိုဘက်မှာဂျိုဂူးရှိရယ်ဘယ်ဝင်းမှာဒီဘက်မှာအမတ်ရှိရယ်အဲကျွန်တော်ပြန်စားထုတ်ဖို့ကျတော့အမောရင်ပြင်မထားတော့ကွန်တာကျွန်တော်လည်းကွန်တာကိုယူနိုက်တက်ကိုရောက်ဖို့အများကြီးဆိုပြီးကျွန်တော်ထင်ခဲ့ ချက်ချင်းသဘောတူညီမှုရပါတယ်ကွန်တာချက်ချင်းရောက်ပြီဆိုရင်ခင်းထွက်လာကြကျွန်တော်အံ့ဩတယ်ကွန်တာကျွန်တော်လူငယ်လေးဖြစ်တယ်ပြီးတော့ဈေးရှုသတာနဲ့လာကလေးပိုင်ချိုးသတာနဲ့ကျွန်တော်တော့ရခုံနိုင်မယ်လို့ကျွန်တော်ထင်တာအမုံရင်စိတ်ချရဖြစ်တဲ့အတွက်ဒါပေမဲ့မဆိုင်ရတဲ့အဲ့လူဝဲပေါ်ကရညံ့နေပြသူအမြဲလက်မှုမရဘူးပြီးတော့ player ကောင်းတွေအမြဲဆုံးဆုံးရှုံးသွားအတင်း ရာတင်းနေရအဲ့လိုဟိုအချိန်မဆွဲတဲ့နေရမမယ်ဘိုးဖွဲ့အမြဲချိန်ဆွဲမယ်ချိန်ဆွဲပြီးအမြဲတော့ကြကြံကျွန်မတို့ပပါဝါမယ်အဲ့မှမှသူဟိုကစားမှလိုင်းကြီးဒီမှာလိုင်းနောက်ဆုံး last minute မှာဝယ်ပြရရအားလုံးအားလုံးကပ်ပြီးဝယ်လိုက်တဲ့အတွက် rush ဖြစ်ပြီးဝယ်လိုက်တဲ့အတွက်ကျွန်တော်တို့ live ဖက် player မျိုးမဟုတ်ဘူးပေါ့အမြဲကျွန်တော်အမြဲအပြန်တန်ဖြစ်တယ်အဲ့ okay ဆက်ဆက်အဲ function ထွက်သွားပြီးရကျွန်တော်ခင်ဆက်ဆက်ပဲ ပလေယာလူခွေမှုကအရင်ညံ့တယ်သူများတင်းနေရင်းမယ်အဲ့လိုဖြစ်ခဲ့တဲ့အမြန်နဲ့ဝင်းကာတွေမှာဆိုရင်ပေါ့နီကိုဝီလီယန်နဲ့နီကိုဝီလီယန်ဒရကောင်းတဲ့ပလေယာသူ့အတင်းကြီးရတဲ့ဒရမင်းရဲ့ရှေ့ဝင်ကြတယ်ဒါပေမဲ့သူသူ့ရဲ့ transfer fees ကလည်းရရန်ချိုးပဲ45 million ပဲရှိရသူ့ရဲ့စာချုပ်ပြင်ရဲ့ဖြတ်သိမ်းကြီးရအဲ့မယ်လွယ်တကူခေါ်နိုင်တယ် 前面拄别的难就冬令贵，然个我们这些找你别的难都 A 见的，都难。冬令贵当然就比你讲的着，比较水，片面思维哦。加起来，哎，冬令贵找我们，啊，我们现在在东令贵就变袂着我们听，比如说，也不理啊，要么咱个变少无着老难说。冬令贵那。你讲我也讲没说，就讲，伊项目5050袂啵，就听下，变袂着到不？ နောက်တစ်ယောက်က Rafinha Barcelona ကိုအော် Rafinha ဆိုတော့ကျွန်တော်မထင်ဘူး Barcelona captain နဲ့အောင်မသူဂျိုင်းမဟိုဝီယန်နဲ့ပွဲမှာသူ Barcelona captain ဖြစ်ကံခဲ့ပြီးတော့ Barcelona ကဒီလောက်တောက်လျှောက်တစ်နှစ်လုံးလုံးချေဆန်းပြရနေအဲမရှိမဖြစ် player လို့ပြောရရသူရဲ့အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ player ပြီးတော့ goal ရဲ့အများကြီးတွင်းတဲ့ player ဆိုတော့ Barcelona လက်လုံးမဲ့တော့ကျွန်တော်မထင်တော့ဘူး လက်လွတ်မဲ့ဟိုတတိယရောက်ထွက်နေပါရှိရရောင်းမယ်ပါရဆိုပြီးကျွန်တော်ကမထင်ဘူးဒါကောလာဟာလာကြီးပဲကျွန်တော်ထင်တယ်တန်း80ပို့တန်း80လောက်နေဆိုပြီးဖိညာကိုလွတ်မယ်ပို့အဲအဲ့တတိယရောက်လဲကျွန်တော်မယုံဟိုကောလာဟာလာကိုဒါပေမဲ့တော်တော်များများတတိယမှာမဆိုင်ရက်တက်ကမဖိညာကိုအရခေါ်ယူမယ်အဲ့လိုတတိယရောက်အများကြီးတွေ့ရတော်တော်တိကျဆိုးဆောမဟုတ်ဘူးပို့နောက်တစ်ယောက်ကကြာဒီပလင်းဆိုရဲ့ချက်တိတ်လေးဆောက်တမ်တန်း အဲ့ဒါ brand out လည်းတိမှာပါဆိုတော့တမသူတယောက်ပဲဂျုံပြီးကောင်းနေအဲတတိယထဲမှာတော်တော်လေးကစားနိုင်ပါဒါပေမဲ့ဟိုကျွန်တော်တင်ရအဲ့လိုမျိုးအချိန်ပေးလို့ရတဲ့အချိန်မဟုတ်ဘူးပြီးတော့တခြားနေရာတိုင်းမှာတိုးတက်ဖို့လိုနေတဲ့အတွက်အဲ့နေရာမှာအဲ့လိုလူတယောက်ဆမ်းဖို့ကျွန်တော်ခေါ်ယူမယ်ဆိုရင်တော့ထုံတယောက်ပူဇော်ပေးနေချင်တာပေါ့နောက်ဆုံးမရရင်တော့ တရားကြပြင်မို့ရှင်းရှင်းတော့တရားမဆုံးတန်းနဲ့အောက်တန်းရှင်းမှုဂျိတ်တွေဘွားကဲသူကလှုပ်ဖို့အများရဲ့ပေးရဖြစ်နေခင်ခံအထင်ရနိုင်ရဘူးပေါ့အဲဆုံးတန်းကျွန်တော်အဲ၃ယောက်ထဲမှာဟိုနှစ်ယောက်ကိုကျွန်တော်လိုချင်တော့ဝက်ဖင်ညာပေါ့မန်ယူဖန်တယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ဝက်ဖင်ညာလိုချင်တဲ့ first target အနေနဲ့အဲဝက်ဖင်ညာမြိုင်နီကိုဝီလီယံနီကိုလိုချင်တဲ့ကျွန်တော်ကြိုက်ရပြင်အလိန်ခေါရှိရဲ့သူ့မှာ ကျွန်တော်ဝင်ကားရီထဲမှာအမြဲပျောက်ဆုံးနေတာအဲအမက်လာပြီးတော့မှကျွန်တော်တို့ဒီလိုအရာလေးနည်းနည်းပြန်မြင်ရတာအမက်မလာခင်အထိကကျွန်တော်တို့အဲဝင်ကားမှာအလိန်ခောက်ပြီးတော့အဲဆိုက်ဘက်ကနေတိုးဝင်အလိန်ခောက်ပြီးတော့အလဲလဲဂျောရဲကိုတိုးဝင်တဲ့ player မျိုးမရှိရရမ်းရှားနေတယ်တစ်ချက်ကြီးတိုးမယ်ပြီးရင်အနောက်ပြန်ပေးလိုက်မယ်မပေးနိုင် cross တင်မယ်လိန်ခောက်နိုင်တဲ့ player rush ဆိုတော့ကျွန်တော် rush ဆိုလိန်တိုင်းကိုမလွတ်တယ် သူကအလိန်ခေါက်လုံးဝမရပလေးရအခုဟိုမနေ့ကအင်္ဂလန်နဲ့ပွဲမှာလည်းသူအပြည့်နာပဲအဲသူ channel လည်းပြောရတဲ့တော်တော်များဝေပန်းဝင်းဆက်အင်္ဂလန်ဝင်ကာတွေကမနေ့ကဆိုဖိုဒန်က right winger မှာကစားသွားရဲ့ rushford က left winger မှာကစားသွားတယ်သူရှိရနေ dribbling နေနဲ့ထိရောက်တဲ့အဲ dribbling နဲ့အထက်ဝင်ပြေးလာအဲ့လိုမျိုး service တွေလုပ်နေရဘူးအင်္ဂလန်တင်းမှာမှန်တယ် ဟိုအင်္ဂလန်တည်းအဆက်လူဆိုင်ရာမယ်ပြီးရင်အပြင်အလဲကနေဖြတ်တင်မောတင်မခေါင်းတိုက်မယ်ဒီလောက်ဒီလောက်နေပဲတယောက်ချင်းအားမှာပဲတော့မှသုံးပြလို့မရအဲ့တော့တယောက်ချင်းအားတားတင်နေရပို့ပြီးတော့ trash များသွားတာပေါ့သူတို့ cyber တွေကလည်းထိုးပေါက်နိုင်တယ်အလေတော့ရထိုးပေါက်နိုင်တယ်တိုက်စစ်ကရထိုးပေါက်နိုင်တယ်ခန်းစစ်ကနေတဲ့ personal ကောင်းပေးနိုင်တယ်အဲ့အလေခေါင်းမရှိတဲ့ player အာများတဲ့အတင်းอ่ะ ဒုက္ခရောက်တာမဆန်းဘူးသူမှအဲ့အောက်ရှင်တစ်ခုနည်းနေရဘူးဘုဘက်တင်းနေမှာပုံများပြီးအဲ့ကိုကိုလိုထိုးကောင်းတယ်ကျွန်တော်တို့တင်မှာအဲ့ဝင်းငါးရေကျွန်တော်များခေါ်လိုက်တယ်အဲ့အလိန်ခေါက်ပြဿနာနဲ့အများကြီးပတ်ရိုနယ်ဒိုထွက်သွားပြီးရနောက်ပိုင်းမှာရိုနယ်ဒိုနာနီယိုကပြောရမလို့ဘောဗျာကြောက်ချင်းဖြတ်ကြုံမှုမှာနောက်ဆုံးအီဗရာနော်ဒါလို့တို့ဘာလို့လဲအလိန်ခေါက်မရအောင်ကျွန်တော်တို့တင်မှာဘယ်သူအုတ်ဒိုကူးနည်းနည်းကောင်းတယ်အလိန်ခေါက်တူအားအဲ ဝင်ပြေးရပါတယ်ခနာချူတဲ့အရင်ကောင်မရခနာချူကဥမာတွန်လိုက်မယ်တွတ်ကန်တင်ပြေးအကွက်ကောင်တာတူတူနဲ့ပူပါလူရေးကျွန်တော်ကောင်တာကစားနေအောင်ပါပဲဘာလို့တူမှာအရင်ကောင်စကိတ်မရှိဘူးပြီးတော့ဒီကမ်းတော့မဖြစ်ဘူးကိုရှိမှာလုံးတင်တဲ့ဟာမလို့ဘူးသူအချိန်ကြီးအများကြီးဆွဲခဲ့တယ် decision နဲ့အမြဲမှအဲ့တော့တွတ်ခတ်ခဲအဲ့တော့အလေးလမ်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြန်လာမင်းတို့ရောကျွန်တော်ပြစ်မှတ်ထားနေတူရောအခုတော့ဆိုရောတတင်းထွက်နေရတော့ဒီတောင်းရောက်ပေါ့ရှူမနူရတယ်ကျွန်တော်ကွင်းနဲ့ဝင်ကာဘတ်ကိုတိုက်စစ်ကိုမရှင်ရိုက်တဲ့ကအတိအကျကိုပြောလာအဲ့အတွက်စိတ်ဝင်စားရတာပါကျွန်တော်အရင်ရင်ခုံတယ်လာမင်းနဲ့အတွက်အမိုးရင်ရှိနေရောယူနိုက်တက်ကသူမိုးရင်ရဲ့လိုအပ်ချက်အတိုင်းကိုဖြည့်ဆည်းပေးနိုင်မှာကျွန်တော်အောင်မြင်မယ်လို့ကျွန်တော် ယုံကြည်တယ်။အဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်။နောက်ကဲနောက်နောက်ခုကတော့ရှင်ရန်သမားပေါ့။ရှင်ရန်သမားကကျွန်တော်ဒီရာဒီရီကော့ဒ်တွေနည်းနည်းပြန်ကြည့်ပြီးပြောဖို့လိုမှန်ထင်တယ်။ကျွန်တော်အဒီကတရင်ထွက်နေရတော့၄ယောက်ပေါ့။ပထမဦးတစ်ယောက်ကတော့ Jogress ပေါ့။အဲ Sporting Lisbon က Brother တဲ့တီးပဲ။အဲအမိုးရင်ထွက်လာရဲ့အတန်းကအမိုးရင်ကစားကွက်နဲ့စုဖြစ်ဆုံး ကန့်ရှင်းမှုလို့ပြောလို့ရမှာပေါ့ကျွန်တော်လည်းအဲ့လိုဂျိုကရက်ဆိုတိုက်မျိုးကျွန်တော်ကြိုက်ရပြဟိုအကောင်ရမ်းမကြည့်ပဲနဲ့တော်တော်လက်လက်နဲ့တော်လို့သူကိုတွင်းယူနိုင်တယ်ပြီးတော့ဟို finishing skill ကောင်းတယ်ဟို vision လည်းကောင်းတယ်ပြမတာဂက်ထားနေ United တဲ့မဲ့ရှိတယ်အခု Bayern Munich ကပါအဲ့ဘယ်လိုဝင်လာပြီအရှင်ပြီးတော့လူရမယ်ဆိုရင်နည်းနည်းတော့ခက်ခဲတာပေါ့ United ကဒါပေမဲ့ ျွန်တော်အခုပြောနေတဲ့ player အားလုံးတက်တန်းဒီပလင်ရောက်ထားနေပါတော့ကျွန်တဲ့လူတွေအားလုံးကမြိုက်တဲ့ UFC ကိုရပြီးချန်ပီယံလိဝင်နိုင်မှလာကျွန်တော်တို့ကဒီ player ကိုခေါ်ယူဖို့အတွက်အဲ့တော့ player ရဲ့ interest ကိုရဖို့ကကျွန်တော်နောက်နှစ်မှာချန်ပီယံလိဝင်မှအောင်ရမယ်ဝင်မှုရတယ်ကျွန်တော် UFC must be ရအောင်အဲ့အတွက်ဒီနှစ်မှာလုံးဝပေါ်လို့မရပါဘူးဒီနေ့မှာ UFC ရလိုက်ရောကျွန်တော်လာမယ့်နှစ်အတွက်လူခေါ်ယူမှုမှာဖတ်ဖတ်မှာကျွန်တော်ကောင်းရမယ်မော်ရင် တွေ့တယ်လို့လို့ကလွယ်ကူပါစေမယ်အာမဟုတ်ရင်တော့ player ရဲ့ခွန်တူမရအတေး player ရဲ့ငဒူတွေများအဲ့ဒါနဲ့အမွေအတွက်ရက်ခတ်ခဲသွားတယ်မြတ်တော်ဟာအလူခေါ်ယူဖို့လည်းဘယ်ဘယ် player မဆင်းဝင်ကြမှာဘယ်မှမမကန်ပြင်မရိကရက်ခတ်ခဲတဲ့အတွက် player တော်များ risk ရှိပြလာမယ်မထင်ဘူးဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်မော်ရီနိုတော့ဒီ UFC ကိုရနိုင်မယ်လို့ ဟိုဟာ Jokeres ရဲ့ဒီနှစ်သူ့ရဲ့ဆန်းဆောင်ရေးပေါ့ Jokeres ကမနေ့ကိုယ်သူရတော်တော်ကောင်းတဲ့ player ဒီ Portugal League မှာ25ပွဲမှာ28ဂိုးထိတွင်းနိုင်တယ်အဆစ်တော့မလုပ်ထားဘူးဒါပေမဲ့25ပွဲမှာ28ဂိုးသူက assist တဲ့သူကိုယ်ရဲ့ဂိုးတွင်းယူရဲ့ player အဲ့လို player မျိုးကျွန်တော်တို့မှလိုနေရကိုယ်တိုင်တိုင်းတွင်းနေတဲ့ player အဲကျွန်တော်တို့ဒီမှာဟိုမြောက်ဒီမြောက် assist လုပ်ချင်တဲ့အကောင်တို့ ကိုရန်ကိုတွင်းမဲကောင်မျိုးကိုရှိမဘုံချပေးရအောင်မဘလူကမ်းမဲမကောင်ကြီးကနာချိုးတို့ဟွာလန်တို့အဲ့လိုပြေးရအများကြီးအဲဂျိုကရက်ဆင်ကျွန်တော်နဲ့အရင်လိုက်ဖက်တယ်အခုနောက်တစ်ယောက်ကကျော်ဗစ်တာအိုရှိမန်အိုရှိမန်လည်းမဆိုးဘူးဗျအဲတွေ့ရတယ်ဟို26 29 around လောက်မှာဆိုတော့အဲသူ့မှာဒဏ်ရာတစ်ပြက်တောင်နေရှိဂျိုကရက်ကတော့ဒဏ်ပြက်နာကင်းတယ်အရှင်မောင်ခေါ်မယ်ဆိုရင်တော့ဒဏ်ပြက်နာနည်းနည်းရောရှိတယ် အဲသူတဲရခဲ့ဘူးပဲတော်တော်ကြာကြီးအဲဒါပေမဲ့ပိုင်ပွဲပိုင်တော့ရန်ထိရောက်တဲ့ player ပြီးတော့နေရာယူမှုပြီးတော့တူအားရုံးကန်အားသူ့လည်းမဆိုးကျွန်တော်ကြိုက်တဲ့ player ရဲ့မပါသူနဲ့ဆိုရင်လည်းမယူအလုပ်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်သူ22ပွဲမှာ90%ထိတွင်းလာနိုင်တယ်အဲ့မှာ assist က4ဂိုးသားမတူဘူးသူလောက်ထားနိုင်တယ်သူ stats ကလည်းမသိဘူးသူလည်းသူလည်းအရင်သူက form နဲ့မှရောက်နေတဲ့အချိန်မှာ သူ United ဖြစ်မဲ့ထားထားတဲ့ထားခြင်းကြီးရပါသူ့ရဲ့ record တွေတော်တော်ကောင်းတယ်အဲ့မှာ Europa League မှာခုနှစ်ပွဲကံမျိုး6ခုတွင်းလာတယ်သူဟိုဟာသူ့ရဲ့ Turkey club မှာဒီနေ့အငါးတော်ကစားရ22ပွဲမှာ90 90ခုတွင်းလာတယ်သူ့ရဲ့ချောချောကြီးကဒီနေ့မှာအဆိုးဟိုက်ပဲအဲ့တော့ဒီနေ့ Victor Osimhen ဆိုရင်ကျွန်တော်တို့အတွက် တင်းတော်ရဲ့ player ကောင်းတဲ့ player ကျွန်တော်တိတ်တူးတက်တာနိုင်တဲ့ player သူကဒဏ်ရာကင်းကင်းနဲ့ကစားနိုင်ခဲ့မယ်ဆိုရင်အိုရှင်မတယောက်ရှိရဲ့တတိယတယောက်ကတော့ Benjamin Sasko ဆိုတာအတူတော့ကျွန်တော်ရန်ကြိုက်တဲ့ player တွေမှမပါဘူးသူပြတ်မှတ်ထားနေရောကြာပြီပေါ့နည်းနည်း3နှစ်လောက်ရှိပြီဒါပေမဲ့ကျွန်တော်အသိမရောက်တာလေးကြောင်းဘာလို့လဲဆိုတော့ तू က white line တို့ type လိုမျိုးပဲလို့ကျွန်တော်တတ်မှတ်တယ်အဲသူ့အတွက်နေရာရေးပေးရမယ်သူကဟိုအရက်ကြီးက ကလန်ကလာကြီးပြသူအရင်ပရီးမီးယားလိဂ်မှာဆိုသူတိုးတိုးလုံးလုံးနဲ့အာတုံးမီအရင်ကစားလိဂ်မှာဆိုကျွန်တော်ထင်တယ်မလွယ်တော့ဘူးဆက်စကိုကအသက်လိုက်ငယ်သေးရအခုသူဘွန်ဒက်စလီကာမှာကစားနေရ25ပွဲမှာ10ဂိုးသွင်းပြီးတော့5ဂိုးအဆစ်လုပ်ထားတယ်သူကတော့နှမျိုးကောင်းတဲ့ပလေယာပေါ့တင်းသားရဲ့အတွက်လည်းသူ pass ဟိုဟာ assist လုပ်ပေးနိုင်လို့သူကိုယ်တိုင်ကိုတွေ့နိုင်တယ်အဲ့တော့ နှမျိုးသုံးလို့ရတဲ့ပရိယာပေါ့နှစ်ဆကျွန်တော်ကြိုက်တဲ့ပရိယာမျိုးမဟုတ်ဘူးကျွန်တော်သူနဲ့ဆိုရင်ကျွန်တော်တစ်ထချင်းယူရမယ်လို့ထင်တယ်ပြီးတော့ white line နဲ့ type 2ပဲလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်မလို့ခြင်းဟိုနှစ်ယောက်ကတော့ assist assist ကဒူကိုတွင်းအောင်ကြိုက်တဲ့ပရိယာကျွန်တော်လိုအပ်နေရတဲ့ကိုတွင်းအောင်ကြိုက်တဲ့ပရိယာကိုယ်တမက်ကောင်မရှိရှိတဲ့ပြဿနာဖြစ်နေရတယ်အဲ့တော့ကျွန်တော်တို့အတွက် like ဆိုတော့ဟိုနှစ်ယောက်လိုပဲကျွန်တော်ထင်တယ် နောက်ဆုံးတယောက်မာတီတာဆိုတာအဲ့ဒါခရစ်စပယ်လစ်မှာဘရာဒါတို့လည်းအတိပဲသူကနေရာယူမှုကြီးကောင်းတယ်ပြီးတော့အဆုံးသက်ကောင်းတယ်ဖနီရှင်ကောင်းကျွန်တော်ဆိုရင်လည်းအချက်ကမာတီတာမှာအဲသူကနည်းနည်းခဏကိုထွားရပေါ့အကောင့်ကြီးရအကောင့်ကြီးရအတွက်သူအားရှိရဒါပေမဲ့သူနည်းနည်း၄ချိန်မလားလို့ပြီးတော့ United မှာလည်းတကောင်ချင်းရုံးကန်အဲ့အမိုးရင်းကစားခွင့်မှာဆိုရင်ထိတ်ဆုံးမှာကစားနေရအဲ့ တယောက်တည်းတစ်ခါကြိုင်ကျုံးပေါ်မှာဖြစ်ဖြစ်သွားတယ်ကျုံးဆိုကျွန်တော်ပြောချင်တာဟုတ်အရှိမတယောက်တည်းဖြစ်ဖြစ်နေမန်တီတာကိုကျွန်တော်ကွင်းထဲကနေတူတူကောင်းနေဆွဲပြီးတွင်းနိုင်မယ်လို့လည်းတော့မထင်ဘူးအဲပြီးတော့သူ့အတွက် space ကောင်းကောင်းပေးရမယ်အဲ့လိုမျိုး player ဆိုတော့ main နဲ့ကျွန်တော် tension ပြလောက်ထင်တယ်ဒါပေမဲ့ဟိသူလည်းကောင်းတဲ့ player ပါသူအခု Chris Paris နဲ့တော့မှ29ပွဲမှာ29တွင်းပြီးတော့9 assist ရနိုင်တယ်ကာဘောကတ်မှာလေ၄၄ပွဲမှာ၃ဂိုးထိတွင်းနိုင်တယ်တကူ assist လောက်ထားတယ် အဲ့တော့သူ့ရဲ့ stats ကလည်းမဆိုးဘူးသူ့ရဲ့ဒီနေ့ဆန်းဆောင်ရဲ့မြင့်တဲ့အတွက်အဲ့ United ရဲ့၄ယောက် no target ပေါ့အဲ့တော့ကျွန်တော်အလဲရမ်းမှဆိုရင် Nico William Rafinha Kyle Gibling အဲ့တော့ရောမလို့ကျွန်တော် first ဦးစားပေးရဟို Rafinha ဖြစ်ပြီးတော့ဒုတိယ Nico William တတိယမှာ Gibling ဆိုဦးစားပေးတဲ့နေရာကိုကျွန်တော်ထင်တယ် striker မှာဆိုရင်တော့ Jokeres first ဦးစားပေးနော် second မှာ Osimhen ကျွန်တော်ဦးစားပေးရတယ်တတိယမှာကျွန်တော် Matita နောက်ဆုံးမှာကျွန်တော် Sasco ကိုကျွန်တော်ကျင်တယ် Sasco ကကျွန်တော်တို့ live ဖတ်မယ်တော့မထင်ဘူး Matita ရောပဲအဲ့တော့ဒီတင်းနေထွက်နေတဲ့အတိုင်း United ရာမက်မြင့်မှာယူရမိုးရင်လိုချင်တဲ့ကစားသမားတွေကိုခေါ်ယူပေးနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်အဲ့ဒီပြဿနာကျွန်တော်မန်ယူမှာမန်နေဂျာတက်ရောက်တိုင်းပြန် ငွေရန်ဖြစ်နေကြပြဿနာပေါ့အဲ့ဒီပြဿနာကိုဆော်တင်လုပ်နိုင်လိုက်မယ်ဆိုရင်တော့ကျွန်တော်ထင်တယ်အမိုးရဲလူခေါ်ယူမှုတွေကထိရောက်မယ်ပြီးတော့ကျွန်တော်တင်အစစ်တစစ်ကိုပြန်ရောက်လာမယ်လို့ကျွန်တော်ထင်တယ်ဟိုဖလားရမယ့်အချိန်ချင်းလေးကျွန်တော်မပြောသေးဘူးဒါပေမဲ့အစစ်တစစ်ကိုပြန်ရောက်လာပြီးတော့အမိုးရဲကသူ့သူ့ကစားကွက်မှာသူ့လိုအပ်နေတဲ့ player ကိုသူကောင်းကောင်းနားလည်လူလို့ကျွန်တော်ထင်တယ်အဲ့တော့ဒါမင်းနဲ့မတူတူရဲ့ player ကိုခေါ်ယူပေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ဒီအစီအစဉ်လေးကို ကျွန်တော်ဒီမှာရိုက်လိုက်ချင်ပါတယ်။နောက်နေ့မှပြန်ဆုံးကြရအောင်ပေါ့။ကျွန်တော် United နဲ့ပတ်သက်ပြီးတင် transfer news တွေ update news တွေကျွန်တော်အမြဲတက်ဆက်မှာမို့လို့ကျွန်တော်ရဲ့ page လေးကိုလည်း like နဲ့ subscribe လုပ်ပြီးကြောက်ကျွန်တော်တောင်းဆိုချင်ပါတယ်။ Oh sorry ကျွန်တော်ခုနနောက်ဆုံး player တယောက်ချန်ခဲ့ဒီကျွန်တော် target ထဲမှာ striker မှာဆိုရင်ပေါ့။ ပြည်ကြီးအစားတို့ရမြောင်းလင်းနိုင်ပြရဖို့တန်း30နေအောင်သူခေါ်လိုက်တယ်အဲပြည်ကြီးခေါ်ပြီးတော့သူပြည်ကြီးတိတ်အဆင်မပြေဘူးအဲသူ့ Frankfurt ကိုငှားချတယ်ငှားချပြီးတော့သူ PSG ကိုပြန်လာတယ်ပြီးတော့ Frankfurt ကဘယ်သူ့အပိတ်တ်ခေါ်ခေါ်ယူသွားပြီးခဲ့တဲ့နေ့ကမှာအခုဒီနေ့ Frankfurt ရောက်မှသူ့ချီစွာတော်တော်တက်လာသူဒီနေ့မှဆိုရင်သူဆွမ်းဆောင်ကြီးကအဲ Frankfurt မှာ25ဂိုးစားမှာသူ73ဂိုးတွင်းတယ်၄ဂိုးအဆစ်လုပ်တယ် အာသူအတက်ကတော့အခုမှ22 23ထဲမှာပဲရှိသေးတယ်အဲ့တော့မစိုးဘူးဗောဗျာပြင်တဲ့ပြင်တဲ့လူငယ်တွေအရခုကို Akitite ဆိုရခေါ်သူကခုတော့ Front from Magazine နဲ့အခုအမော်ရယ်ရှင်းဝင်စားတဲ့ Striker တယောက်ထဲမှာလည်းသူပါသူဆိုရင်လည်းကျွန်တော်ကြိုက်တယ်အဲ့တော့ကျွန်တော်အရှိရမ်းမှာ Striker တဲ့မှာဆိုရင်ကျွန်တော် recommend ပေးရ first player နေနေနဲ့ကျွန်တော် Jokrex second player နေနဲ့ Oshiman ်တက်ပလေးယာအနေနဲ့အဲဟူဂိုအကီတိုက်ကိုကျွန်တော်ရွေးပြီးတော့ last player နဲ့အနေနဲ့မှကျွန်တော် sas ကိုတွေ့ရခြင်းပါတယ်။ကျွန်တော် next season မှာပြန်လည်ဆုံးဆုံးတွေ့ကြပါမယ်နော်။အခုကျွန်တော်စိတ်ဝင်စားတဲ့နေရာမှာ arsenal နဲ့ပါဝင်လာရဆိုပြီးတော့ကြားသိရတယ်အဲ player လေးကို။အဲ့တော့စောင့်ကြည့်ရတာပေါ့ဗျာ။ဘယ်လိုလုံးဝရမလဲ။ကျွန်တော် ticket ကိုပိုင်ပိုင်နိုင်နိုင်လိုက်တဲ့ ဟိုလိုမျိုးဟိုနဲ့နဲ့ဒီနဲ့နဲ့နဲ့ဟိုလိုဒီလိုတွေအများကြီးဖြစ်ပြီးနောက်ဆုံးသူအားလုံးကြံခဲ့ပြီးအောင်ကျွန်တော်တို့ယူပြီးသွားရင်အဲ့မှာအဲ့မှာတောင်းကျင်းအဲ့လိုမျိုးဖြစ်နေကြပါဘူးအဲ့ဒီအချက်ဆိုရုပ်နဲ့ပြောင်းလဲလိုက်ဖို့လုပ်ပြီးတော့ကျွန်တော်ထင်တယ်ကဲအားလုံးနောက်အစီအစဉ်မှာပြန်လည်ဆုံးသင်ကြအောင်နော်အားလုံး good night ပါ